Hello အားလုံးပဲမင်္ဂလာပါ admin တို့ဒီနေ့စီးပူညောင်းကြဖြစ်တဲ့ဂနိုကြရဲလို့လူတိညာကြရဲယောဂါတစ်ခုအကြောင်းပြောပြမှာဖြစ်ပါတယ်။ Neisseria gonorrhea ဆိုတဲ့ bacteria ကြောင့်ဖြစ်ပြီးအ धिक ကူးစက်ခြင်းအကြောင်းအရာကတော့ကိုယ်နှုံးမသုံးဘဲအပျော်ပါလိုက်စားရကနေစာဖြစ်ပါတယ်။မိခင်ကနေလဲမိဖွားချိန်မှာခလေးကိုကူးစက်နိုင်ပါတယ်။အမျိုးသားတွေမှာစီးသွားရင်ပူရဲနာတယ်။အမျိုးသားအင်္ဂါကနေပြီးထွက်တယ်။ ဝေးစိနာရေရောင်နဲ့စရာတို့ဖြစ်တတ်ပါတယ်။မြို့သမီးတွေမှာတားအိမ်ချွဲတွေဆင်းနေစီးပူစီးခြင်းနဲ့ဘိုင်းအောင်ပိုင်းနာတဲ့ရာသီကြားရဲ့သွေးဆင်းနာတို့ဖြစ်တတ်ပါတယ်။ကနိုကိုဘလို့စစ်ဆေးကြလဲ။ဆရာဝန်မယောဂစမ်းသပ်စစ်ဆေးခြင်းစီးစစ်ခြင်းပစက်မိမကိုအမျိုးသားအင်္ဂါဆောက်အိုတို့မှဂွန်းစယူနီးဖြင့်စစ်ဆေးခြင်းတို့ဖြင့်သိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ပိုးသက်ဆေးနဲ့လိုအပ်တဲ့အခြားဆေးတွေကိုကိုရောကိုအိမ်ထောင်ဖက်ရောဆက်ဆံဖို့ဆက်ဆံဖက်တေချာတိတိကျကျတောက်သုံးဖို့ပါပဲအကြံပေးချင်တာကမရှက်ဖို့ပါပဲလိန်ချောင်းဖြစ်တဲ့ယောဂါတွေမှာ လူသဘောတဘာဝအရာရှက်တဲ့အတွက်မကူပဲစိတ်ခံစားတာတတိနားလေတဲ့သူနဲ့မတိုင်မနာဟာယောဂါကိုပိုဆိုးစေပါတယ်ကာကွယ်ခြင်းဟာကုသခြင်းထက်ကောင်းမွန်ပါတယ်ဒါကြောင့်အကာအကွယ်မဲ့ဆက်ဆံတာမျိုးရှောင်ပါပါတနာများတာရှောင်ပါ ဖြစ်ပါကတေချာနားလေတဲ့ဈေးပညာရှင်နဲ့တိုင်ပင်ပါနိုင်ငံရဲ့ချားမှာဈေးကန်းပြဖို့အခက်ခဲရှိသူတွေအိမ်ကနေမိမိခံစားနေရတဲ့ယောဂအကြောင်းတိုင်ပင်ခြင်းသူတွေနိုင်ငံခြားမှာဈေးကူတာမှုခံယူခြင်းသူတွေအတွက် Mindwell Health Care Page မှာစိတ်တိုင်းကြဝန်ဆောင်မှုပေးနေပါတယ်ကျေးဇူးတင်ပါတယ်ရှင့်